thank you so much ပါကျွန်တော်ရဲ့အဖေနဲ့အမေကိုလက်ဆောင်ဝယ်ပေးဖြစ်ခဲ့တဲ့ဒီကိုလိုတိုက်ခန်းကိုပေါ့နော်ဆိုင်းနီ construction နဲ့ပြင်ဆင်ပြီးသွားပြီဖြစ်လို့ဒါဒီနေ့ဟန်ဒိုဗာယူရနေလေးဖြစ်ပါတယ်အဲကျွန်တော်ဒီတိုက်ခန်းလေးကိုပြင်ဖို့ပေါ့နော်ကျွန်တော် construction company တွေကျွန်တော် like share ခဲ့တာကျွန်တော်လေးလလောက်ကြားတယ်ကျွန်တော်အဲ့မှာ Facebook နဲ့ YouTube ကနေပြီးတော့ဒီစာယူနေတဲ့ construction ရဲ့ video လေးကိုကျွန်တော်တွေ့ပြီးတော့အရန်သဘောချခဲ့တယ်သူတို့ကိုကျွန်တော်တွားရောက်ဆက်သွယ်ပြီးတော့ဒီအိမ်ကြီးတစ်ခုလုံးကိုကျွန်တော်သူတို့နဲ့ပြင်ဆင်ခဲ့တယ်ပေါ့နော် ဒီ site media ကျွန်တော်လိုချင်တဲ့ပုံစံတွေ decoration တွေပြီးတော့ကျွန်တော်သုံးချင်တဲ့ material တွေကအစလို့ဒီ decoration ဘိုင်းနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တိတိကျကျကျွန်တော်တို့ meeting time survey တွေလုပ်ပြီးတော့ပြင်ဆင်ခဲ့တယ်အဲကျွန်တော်ကြီးများရတဲ့များသလောက်ကိုအစစရရာကူညီပေးတဲ့ကိုရစာရောဆိုင်းယူနီကဝန်ထမ်းတွေရောအားလုံးပြီးတော့ဒီအိမ်မှာလာပြင်ပေးထားတဲ့ဒီ construction worker တွေအကုန်လုံးကိုလည်းကျွန်တော်ကနေပြီးတော့ဒီနေ့အနေနဲ့ကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ် အဲ့လိုပဲကျွန်တော်လိုပဲဒီအိမ်နဲ့ပတ်သက်လို့ဒီတိုက်ခိုက်နေတဲ့ပတ်သက်လို့ပေါ့နော်ပြင်ဆင်ခြင်းနဲ့စိတ်ကူးရှိရင် construction company ကိုရှာနေရဲဆိုရင် sign ni construction and decoration ကိုကျွန်တော်က highly recommend ပေးရဆိုတဲ့အကြောင်းလေးသတင်းစကားပါလို့ပါတယ်ခင်ဗျာ yang ပြောခြင်းနေပြီခါပြောခြင်းနေပြီ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆိုရင်တော့ downtown တနေရာမှာရှိတဲ့ကွန်ဒိုမှာကျွန်တော်တို့ရောက်နေပါတယ်ဒီကွန်ဒိုကဆိုရင်ကျွန်တော်တို့ sign union consortium integration ကနေပြင်ဆင်ပြီးသွားတဲ့ကွန်ဒိုလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေစပြောမယ်ဆိုရင်ဒါတော့ဘယ်ကွန်ဒိုပဲဖြစ်ဖြစ်ဘယ်အိမ်ပဲဖြစ်ဖြစ်အရေးဆုံးဝင်ရမှာ main door main door ဆိုတော့ဒီ main door ဟာကျွန်တော်စေးရောက်ထင်းထားတယ်ဝေါ်နက်ကာလာဒီ architray ကတော့သူ့ရဲ့ main door ကျွန်းတစ်ခါရေတော်များများလေသူ့ဘောင်လေးတရားခါကြရင်အသိပြီးတော့ ဟိုစီစေးတုတ်တာများတော့အယောင်ကတိတ်ပြီးတော့မထည်မထည်တော့အယောင်ထည်သွားအောင်ကျွန်တော် archi trade ကိုဒါမြေတားလက်ဆောင်နဲ့တက်ပြလိုက်တယ်ဗောနော်ဒီမှာကကြတော့သူကကြတော့ fingerprint lock ကိုတက်ထားတယ်ဒီဘက်မှာအာဒီနေရာလေးကတော့မှတော့ဟိုပါဗောနော် inverter ထားဖို့နေရာလေးအဲ့တော့ဒီ DB ကိုလည်းကျွန်တော်တို့ဒီ box လေးကိုတက်ဆောင်ကျွန်တော်တက်ပြလိုက်တယ်ဗောနော်ခါတိုင်းလိုပဲဒီ DB မှာလည်းကျွန်တော်တို့ဒီ RCD ရှိမယ်တိန်လုံးကိုထိချုပ်ထားတယ်ကျွန်တော်တို့ဒီ safe breaker ရှိမယ်ပေါ့နော် ပြီးတော့ကျန်တဲ့ဟာရ various ဒီ MCB လေးညာကြာသူ့ရဲ့ socket board ဒီလိုထိန်းထားတာရှိတယ်เนาะဒီမှာကျတော့ဒါစင်းဒါ dining area ဝင်ခြင်းမှာ dining area dining area မှာကျတော့သုံးထားတဲ့ခါ dining table ကလည်းဒါ marble jaw နဲ့သွားတယ်ကျွန်တော်ဗီဒီယိုတစ်ခုမှာကျွန်တော်ပြောပြပူပါတယ်အိမ်ဒီအိမ်ဒီမှာ luxurious feeling ရအောင် natural element တွေပါထည့်ပေးရတယ်ပေါ့နော်ဒါကလည်း one of the natural element လည်းဖြစ်တယ်ပေါ့နော်ဒီ natural stone ုံစံနဲ့ကြတော့ပို့ပြီးတော့ luxury ဆန်တယ်ပြီးတော့သုံးထားတဲ့အပေါ်ကဒီ plate တွေရောဒီဒီဒီပြောမယ်ဆိုတော့ဒီ silver ware တွေအစလုံးဝရွှေရောင်သုံးထားတယ်။ဘာနဲ့ဘာလိုက်ဖက်သွားလဲဆိုတော့အပေါ်မှာကျွန်တော်တို့ဟိုပါဘောမီဆိုင်ဒီမီဆိုင်ကအစပုံစံကတော့ရွှေရောင်ဒုံးကြီးပုံစံမီဆိုင်နဲ့လဲသွားလိုက်ဖက်သွားတယ်ပေါ့နော်။ဒီမီဆိုင်ဆိုရင်ကတောင်းတောင်းကျွန်တော်တို့တခြားဒီ အာ model design တွေလို့မဟုတ်သူကကြ weight တော်လေးတယ်ဒါဆိုရင်ကျွန်တော်တို့တက်တုန်းကလူနှစ်ယောက်လောက်မှကျွန်တော်ကမပြီးတက်ခဲ့ရတာပေါ့နော်အဲ့တော့ဒီတိုင်း ceiling ကိုခါတိုင်းလို့တမျိုးကြကျွန်တော်တို့ဆွဲလို့မရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် ceiling ကိုဖောက်ပြီးတော့အပေါ်ကနေ trellis နဲ့ slab ကိုဆွဲပြီးတော့မှကျွန်တော်ပြန်ပြီးတော့ချိတ်ရတာအဲ့တော့ဒီ design တစ်ခုတက်ဖို့ကိုကျွန်တော်အချိန်လေးတော်တော်ပေးရတယ်လူရင်ကလည်းတော်တော်သုံးနေရတယ်ပေါ့နော်တောင်းတောင်း design ဆိုရင်တော့အမြန်ပဲတက်လို့ရတယ်အဲ့တော့ဒီကနေဆက်ပြီးလာမယ်ဆိုရင်ဒီတကားဒီတကားကျတော့ my seat တို့ မိုင်းစီတို့ကိုလည်းကျွန်တော်ချိန်ထားတယ်လက်ခံရအစဒါ rose ကိုဒီအိမ်မှာ either gold or rose ကိုအဲ့အဲ့နှစ်ခုကိုကျွန်တော်တုံးထားတယ်ပေါ့နော် element တွေကကျတော့ဒီဟာကဘယ်ကိုသွားလဲဒီဟာကစင်ဝင်ဘက်ကိုထွက်တယ်ဒီစင်ဝင်မှာဆိုရင်ကျွန်တော်တို့ဒီနိုင်ငံကဟိုဘက်မှာ pipeline တွေလည်းရှိတယ်အာ emergency ဟောပေါ့နော်အာကျွန်တော်တို့ meter pipe တွေ meter pipe တွေရောဟိုအပေါ်သွားထား drain pipe တွေရှိတယ် drain pipe တွေကိုကျွန်တော်တို့က အာ natural stone natural stone ledger ကျွန်တော်ခါလိုက်ကပ်ပေးလိုက်တယ်ကပ်ပေးလိုက်ပြီးတော့ဒီဟာကျတော့ ancient ကဒီလိုလေးထည့်ထည့်ပေးပါဆိုကျွန်တော်အပေါ်အောက်မီဆိုင်နေဒီမီဆိုင်ကတော့အခုလိုဟိုလေးတဲ့အချိန်မှာတော့ဘာမှတော့သိမြင်ရမှာမဟုတ်ဘူးဒါပေမဲ့ညကျရင်သူ့ရဲ့ shape ကဒီလိုဒီလိုသွားမှာ diamond shape သွားလင်းနေမှာပေါ့နော်အဲ့ဒီအပြင်ကိုဒီမှာနေဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ access panel ကိုရှိရယ်နော်ဒီဟာကိုဖွင့်ပြီးတော့အထက်ကပိုက်တွေဟိုဟာကိုလည်း access လုပ်လို့ရတယ် ဒီဟာဒီဘက်ချမ်းမာလဲလို့လှုပ်ထားလို့ဟိုဘက်ချမ်းမာလဲလို့ပဲလှုပ်ထားတယ်ဒီမှာရှိတဲ့ကြွေပြားကိုကြတော့ကျွန်တော်တို့လဲထားတယ်ဒီမှာကြတော့အထက်ရနဲ့လုံးဝကြောင်းမြန် opposite ဒါကြတော့အနှက်အောင်အနှက်အောင်မှာမှအနှက်အောင်ကြောနဲ့ကြွေပြားကိုကျွန်တော်လှုပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆက်သွားမှာနော်ကဲအဲ့ဒါဒီဘက်ဆက်မယ်နော်ဒါဆိုရင်ဒါက roller blind ဒီလိုမျိုးပနေပေါက်တွေမှာ လိုလာဘလိုင်းရှိတယ်ဇီရာဘလိုင်းရှိတယ်ကာတင်တက်လို့ရတယ်ဘောင်းစုံပေါ့နော်အများကြီးတက်လို့ရတဲ့ထဲမှာတော့ဒါရွေးချယ်မှုတစ်ခုအနေနဲ့ကတော့ဒါလိုလာဘလိုင်းဖြစ်သွားတယ်။ဒါကြတော့ကျိုးလေးဆွဲပြီးတော့လိတ်တင်လိတ်ချလို့ရတယ်ပေါ့နော်။ဒီနှစ်ခုတတ်ထားတယ်ဝက်နဲ့ဒီဘက်နဲ့နှစ်ခုလုံးဖွင့်လိုက်ရင်တော့ natural light ကပို့ပြီးတော့ဝင်လာတယ်နော်။အဲ့တော့ဒီဘက်ဒါ living room ဒီ living room နေရာမှာကျွန်တော်ကဒီမှာတော့ double curtain သွားထားတယ်။အဲ့အတွက်ကို curtain box နဲ့ကျွန်တော်တို့ပြေးပေးထားတယ်ပေါ့နော်။အပေါ်မှာ ceiling ကိုအဲ့တော့ဒီမှာ apartment အထူးအထက်ရှိမယ်အဲ့တော့ဒီကွန်ဒိုရဲ့ one of the stand out feature ကကျွန်တော်တို့သုံးထားတဲ့အရာကလုံးဝဖြူပွေးတတ်ဖြူရောင်ဖြူအောင်မှဖြူစွတ်နေတာ off white တော့မဟုတ်တဲ့ဖြူရောင်ကိုကျွန်တော်သုံးထားတယ် ceiling on နိုင်ရန်ရော same color အဲ့တော့ဘာဖြစ်လဲဆိုတော့သူကပမာဏအောင်မှဒီဖြူရောင်ဒီလူတွေကို welcome ဖြစ်စေတယ်ပြီးတော့ fresh ဖြစ်စေတယ်ပြီးတော့ cozy ဖြစ်စေတယ်အဲ့အရာတွေကိုမကဘူးအကယ်၍ကျွန်တော်တို့ဒီ color ကြီးဖွင့်ချလိုက်မယ်ဆိုရင်ပို့ပြီးတော့ဒီအခန်းထဲက သူကနေနိုင်ရန်အဖြူကနေ bounce ဖြစ်ပြီးတော့ပို့ပြီးတော့တော့လင်းသွားစေတယ်ပေါ့နော်ဒါ natural light လင်းသွားတော့တချို့လိုမျိုးလင်းတဲ့အချိန်မှာဆိုရင်ကျွန်တော် artificial light တွေဖြစ်တဲ့မီးလုံးတို့မီးဆိုင်တို့တော့မှသုံးကြသိမ့်မလို့လောက်ဘူးနော်အဲ့တော့ဒီဟာဆိုလို့ပဲအရင်နေထိုးတဲ့ခါကျရင်ဒီ curtain လေးကိုဟိုပိတ်လိုက်အဲ့တော့ဒါကဒီအပေါ်အထက်ကကြတော့လုံးဝအထူဖြစ်တဲ့တကြောင်မို့အလင်းကအလုံးကြီးပိတ်သွားတာပေါ့နော်ပြီးတော့ဒီ bed area ဒီ bed area ကကြတော့အပေါ်မှာ spotlight တစ်ခုကျွန်တော်ထားထားတယ်အဲ့ spotlight တစ်ခုကကြတော့ဒီမှာကဖျားเจ้าဆောင် လာမှာအခုတော့မရှိသေးဘူးနောက်လာတာအတွက်ကိုတခါတည်း ready ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီဘက်ကိုဆက်လာမယ်ဒါလည်း still ဒါလည်း living area ပဲ living area မှာဆိုရင်ကျွန်တော်တို့ကတွေ့ရတဲ့အတိုင်းပဲသူ့ရဲ့ဒီ TV console unit ကြီးကတကယ်ကို massive အကြီးကြီးပဲအဲ့မှာမှာကျွန်တော်တို့က interior lighting တွေပါတယ်ဒီမှာဆိုသူ့ရဲ့အကန့်ထဲမှာပါတယ် decorative item တွေလည်းအရှင်းထည့်ထားပြီးသားပဲဒီ lighting တင်းရကျတော့ကျွန်တော်တို့ဒီ LED ဟိုမှာဘာခေါ်မလဲကျွန်တော်တို့ဟို profile type profile lighting ကျွန်တော်ထည့်ထားပြီးအထက်မှာ LED strip ပြီးကျွန်တော်ထည့်ထားတယ်ဒီဟာကျတော့ aluminum မှန်တကားလုပ်ထားတော့ဟိုတာမန်ဆိုရင်ကဒါကျွန်တော်တို့ကဟိုဟာဘောနော် block box နဲ့လုပ်ထားတယ်ဆိုရင်လူမျိုးမှန်တော့မရဘူး block box ကိုမှမှန်ထည့်မယ်ဆိုလဲဒီလောက် bezel တိတိလေးတွေနဲ့ frame တိတိလေးတွေနဲ့ထွက်ပါတော့ဘောနော်ဒါကကျတော့ဘုံဝါကို luxury ဆန်သွားတဲ့တကားကြီးတစ်ခုရပါတယ်ပေါ့နော်။ဟိုဆိုရင်အထက်ကမီးလေးတွေ ပါလာတော့ဒီမှာရှိတဲ့ဖန်လုံးလေးရာအစသူ့ရဲ့မီးလေးက reflection ပြန်နေတော့ကြည့်လိုက်မယ်ဆိုအဲ့ဖန်လုံးလေးပဲမီးလေးနေလို့လို့ဘာလို့အဲ့လိုလေးဖြစ်တာပါညဆိုရင်တော့ပို့ပြီးတော့မြင်ရမယ်ညဆိုရင်တော့ပို့လှလိမ့်မယ်နောက်ပြီးတော့ဒီ TV နောက်မှာဆိုရင်ကျွန်တော်တို့ကဒီကောင်လေးက wall paneling တွေရှိမယ်ဒီ wall paneling တွေကကြတော့သူ့မှာ purpose တစ်ခုတစ်ခုမဟုတ်နှစ်ခုလောက်ရှိတယ်နံပါတ်1ကကြတာ obviously အမြင်မှာ လုံးဝစမ်းကြယ်စေတယ် modern စမ်းစေတယ် second ကကြတော့သူက noise ကို အနေချင်းသူက retire reduce လုပ်ပြီး reduce လုပ်ပြီးတာဆိုတော့ဒီ TV ကလာတဲ့ noise တွေပါတွေကိုတခြားဒီအခန်းထဲကိုမပြတ်အောင်သူက absorb လုပ်တယ်ပေါ့နော်အဲ့ဒါရှိမယ်အဲ့ဒီပုံမှန်မှကျွန်တော်က floating floating TV console တစ်ခုပါလေဒီ TV console မှာ floating ပို့ပြီးတော့ဖြစ်အောင် depth ဖြစ်ဟို depth တစ်ခုထည့်လိုက်ခြင်းအပြင်ကျွန်တော်ကဒါကြီးကကြွနေတယ်ဆိုတာကိုမြင်ရအဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်ရလဲအထဲမှာကျွန်တော်မီးပါထည့်ထည့်လိုက်တယ်အဲ့ကြီးလိုက်မယ်ဆိုရင်အဲ့မီးကနေသူက ဒါကြီးကကြွတဲ့နေပုံစံဖြစ်ပါတော့နော်ဒီမှာဆိုလဲ TV အကြီးကြီးတက်ထားတယ်တွေ့တဲ့အတိုင်းပဲဒီမှာဆိုရင် PS5 sort ရဲ့ဟာတွေဟို sound system တွေကတော့ဒါတော့ DJ ဆိုတော့ sound ကတော့လောကဟို crazy ပေါ့အဲ့တော့ဒီမှာထိုင်ပြီးတော့ဟို game ပဲစောစော TV ပဲကြီးကြီးအကုန်လုံးအဆင်ပြေတယ်အဲ့ဒီဟိုဘက်ကဆင်ရှိတယ်ဒီဘက်မှာလည်းဆင်ရှိတယ်ဒုနည်းတူစွာပဲ ို့ဒီဆင်းထဲမှာလည်းကျွန်တော်မီးလုံးတွေထည့်ထားတယ်ဒီအောက်မှာတော့အန်ဆွဲနဲ့တခြားထည့်ဆရာပစ္စည်းထည့်ဆရာ cabinet လေးရှိတယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်ပြောလို့ဒါ gold wall decorate item လေးတစ်ခုသွားရှိတယ်ပေါ့နော် air con ရဲ့အောက်မှာကျန်တဲ့ဟာတွေကတော့ဒီဟို speaker လေးတွေထည့်ထားတယ် surround sound ရအောင်ပြီးတော့ဒါဆိုရင်တော့ကျွန်တော်ခုနပြောလို့ dining နဲ့ကွာတာဒါဆိုရင်ပြောမယ်ဆိုရင်ဒါ modern channel လေးอ่ะ modern channel လေးอ่ะจัดตัวป่อเลยป่อတော့ host slab ကြီးကိုဖောက်เสียမလို့ဘူးတခါတည်းဒီမှာ ဖုတ်မှာဟိုပါနဲ့အာ butterfly wobble နဲ့ခါတိုင်းဆွဲလဲလို့ရတယ်အဆင်ပြေပေါ့ဒါဆိုလည်းအရောင်က၃ရောင်ပြောင်းလို့ရတယ်ကေဒီနီယာဆိုတော့ဒါကတော့ kitchen area ပေါ့နော်ကျွန်တော်ရဲ့အနောက်မှာ dining ရှိခဲ့တယ် living ရှိခဲ့တယ်ဒါကကျတော့ကျွန်တော်တို့ open concept ကိုသုံးထားတယ် ancient ကလည်းလူငယ်ဖြစ်တဲ့တော့ကြောင့် open concept ကိုသူက welcome ဖြစ်တယ်အဲ့တော့ဒါသုံးပေးလိုက်တယ်ဒီမှာကျွန်တော်ပြောချင်တာကခြေပြားကြည်ပြားတွေမှာကျွန်တော်ကခါတိုင်းလိုနှစ်ပေပတ်လည်တွေမသုံးထားဘူးဒီမှာလေးပေနှစ်ပေ အဖြူအောင် gloss လုံးဝ gloss ပြောင်းလက်နေတဲ့အချွေပြားကိုသုံးထားတယ်ပြောင်းလက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ရှိသမျှမီးတွေကဒီချွေပြားကနေ reflect ပြန်ပြီးတော့ဒီအခန်းကြီးကိုပို့ပြီးတော့လင်းစေတယ်ပြောမယ်ဆိုတော့ cat wash ရောက်တဲ့အချိန်မှာရှိသမျှနေဟာနေဟိုလင်းနေတာပေါ့နော်ပြီးတော့ ceiling ceiling မှာကျတော့ကျွန်တော်တို့က profile light လည်းသုံးထားလို့ကျွန်တော်အထက်က light tree လည်းသုံးထားတယ်နှစ်မျိုးအဲ့ဒီအပြင်ကို ancient ကကျွန်တော်တို့ဒီမီးဆိုင်ခြားတာဒီမီးဆိုင်ကလည်းဒီနေရာနဲ့ light ဖက်တဲ့မီးဆိုင်ဆိုတော့ rectangular ပုံစံလိုမျိုးဖြစ်တယ် ရွှေရောင်နဲ့ခရစ်စတယ်နဲ့ပေါင်းထားတယ်ရွှေရောင်ဆိုကြရကဒါပြောမှဆိုတာ luxury ဆန်သွားပြီเนาะအဲ့တော့အဲ့မှာလဲရွှေရောင်ဒီကြွေပြားမှာလဲနေအသေးစိတ်ထပ် ပြောမှဆိုတော့ဒီကြွေပြားရဲ့ vein စေးတွေသူ့ရဲ့အကျော်လေးတွေရာအစရွှေရောင်လေးတွေပါတယ်အပြောတော့ဒါကကြတော့ modern luxury ပုံစံကော်တိုဘက်ကိုရောက်လာတယ်ပေါ့เนาะအဲ့တော့ဒီဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီဘက်မှာဒါတော့ inline kitchen လို့ခေါ်တယ် inline kitchen မှာဒီမှာကျွန်တော်တို့ဟို double sided fish တို့ကိုနေရာပေးထားတယ်ဒါကြောင့်ဒါအကောင်စားတွေရှင်ဝချထားတယ်ဒီမှာအမှန်ခောက်မှန်ခောက် refrigerator မှန်ကိုခောက်ကြည့်ရင်ဒီမှာဘာရှိလဲဆိုတာဒီလိုနှစ်နှစ်ချက်ခောက်ရုံနဲ့ဩဒီမှာ BR ရှိတယ်ဘာရှိတယ်ညာရှိတယ်ဆိုတာကြည့်လို့ရပါဘူးเนาะတော့မရှိဘူးဆိုလားဝယ်ရတော့မယ်အောက်ဆင်းပြီးတော့အမျိုးဒါအမြင်များဘာဖြစ်လို့ဆိုတော့ရေခဲသက်တာတွေကခဏခဏဖွင့်တဲ့အခါမှာသူ့အထဲမှာရှိတဲ့ cooling capacity ကညော့တယ်ညော့တဲ့အခါမှာပြန်ပြန်ပြီးတော့ခူးဖြစ်အောင်အခူးဖြစ်အောင်လုတ်တဲ့အတွက်ကြောင့်မို့မိသားကလည်းပို့ပြီးတော့ စားတာပေါ့အဲ့တော့ဒီ function လေးပါတဲ့အတွက်ကြောင့်မို့အော်ဘာလေးရှိသေးလဲဘာတွေဝယ်ဖို့ကြံသေးလဲဆိုတာကိုအလွယ်တကူမီတာကတက်တာနဲ့ပေါက်ဝယ်လို့ရတာပေါ့နော်ဒါကတော့ကောင်းတဲ့ဒါ innovation တစ်ခုပဲဆက်လာမယ်ကျွန်တော်ဒီဘက်မှာဒီ kitchen တစ်ခုလုံးဒီကျွန်တော်ကအဖြူရောင် lemonade ကိုမှဒါ glossy finish နဲ့ကျွန်တော်သုံးထားတယ်ကျွန်တော်တို့ custom ကလည်းအဖြူရောင်ဘက်ကိုသွားတယ် custom ကိုသုံးတယ်ပြီးတော့ဒီဟာက microwave တော်တော်များများအိမ်တွေမှာကျွန်တော်တို့ microwave က table top microwave wave အတွက်ကိုကျွန်တော်ကပေါက်ဆီးထားခဲ့တယ်။ပေါက်ဆီးထားခဲ့တယ်။မှန် byte ကတော့သူကကျတော့ဇွဲပေါ်တင်တဲ့ဟာကိုဒီပေါက်ဆီးထည့်လိုက်တော့သတ်သူသွားနေတဲ့သူအဆင်ပြေသွားတာ။အဆင်ပြေသွားတော့ဒီဇွဲပေါ်မှာမရှိဘူးဆိုရင် counter top area ပို့ပြီးတော့ရစီတယ်ပေါ့နော်။ဒါပေမဲ့ဒါမျိုးကကျတော့ထည့်စီခြင်းတယ်။ဒါပေမဲ့ဒါမျိုးကကျတော့ဈေးပူကြီးတယ်ဒီဝက်တော့တဲ့စာရင်ဒီဝက်တော့တဲ့စာပြောမယ်ဆိုရင်2ဆ3ဆတော့ဈေးပူကြီးတယ်။ အဲဒီမှာတော့ထည့်ထားတယ်ထည့်ထားခြင်းအပြင်ဘာကောင်းလဲဆိုတော့အာသာချက်ကသူကကြဒီလိုမျိုး integrate လုပ်ဖို့အတွက်ကိုတည်တံ့ထုတ်ထားတဲ့ဒါ unit unit ဖြစ်တဲ့ကြောင့်မို့သူကလည်းသူ fitting နေအကုန်လုံးရတယ်ဒီ heat dissipation အစသူကအဆင်ပြေတယ်ပေါ့နော်အောက်မှာကျတော့ကျွန်တော်တို့က oven oven ရလဲအင်ရှင်က oven ထည့်ခြင်းတယ်ထည့်ခြင်းတယ်ဆိုတော့ကျွန်တော်လည်းစဉ်းစားလာ off maybe ဒီကြီးပို့နေရကြပြင်းတဲ့ခါကျလည်း check in လေးပါလိဟုတ်တယ်ကြက်လေးกินလို့ရကြက်ကင်လေးပါလေစားခြင်းနဲ့စားလို့ရအောင်ကိတ်မုံလေးပါဖုတ်ခြင်းဖုတ်လို့ရအောင်ပေါ့နော်โอเค ထားရတယ်ဒါကြီးကြတော့လဲကက်ဘိနက်တွေဒီကက်ဘိနက်ဆိုတာပေါ်ဖွင့်တယ်ချိုးကက်ဘိနက်တွေအဘေးကိုဖွင့်တယ်ပြီးတော့ဒီမှာဒီမှာဆိုလဲအဲ့လိုပဲဒီအာ exhaust hook က gesture activated ဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုးဖွင့်လိုက်လို့ရအကြည့်စရာမလိုဘူးကြည့်စရာမလိုရအတွက်ကြောင့်မို့ low maintenance ဖြစ်သွားတယ် low maintenance ဖြစ်တယ်ဆိုတာကကျွန်တော်ပြောချင်တာကတော်တော်ဒီမှာတန့်ရှင်းရင်လောက်တိတ်မလိုတော့နော်စီပိုင်းမပြီးတော့အဲ့ဒါလည်းဒါ very good အာ point တစ်ခုပဲပေါ့နော် နောက်က back splash ကိုတော့ကျွန်တော်က ကြေပြားအနေအောင်သုံးထားတယ်เนาะ contract စီတခုရခြင်းဒီမှာလဲကျွန်တော်တို့ကမီးကအင်ဂျင်ထည့်ခြင်းလဲဆိုဒီအောက်မှာကျွန်တော်ကောင်လာလိုက်အပြည့်ထည့်ထားတာပေါ့ although ဒီမှာလဲမီးကတော့ပါပြီးသားဒါပေမဲ့ဒီနောက်မှာကျွန်တော်ထည့်ထည့်ထားတယ်ဒါကကြတော့ gas hob gas ဝါတော့အောက်မှာရှိမယ်ဒီဟာဆိုရင်ဘေးစင်ဆိုလဲကျွန်တော်တို့အဘေးစင်အမြုပ်ဘေးစင်အမြုပ်ဖြစ်တဲ့အတွက်ကြောင့်မို့သူဒီဒါလုံးဝ clean look တခုကိုရှာပေါ့နော်အဲအပေါ်မှာကတော့ဒီဟိုဟိုဟိုဟာထိုးစားလို့ပါလို့ရှိမယ် ဒီမှာဆိုလဲဒါကကြတော့ပကံစင်ပကံစင်ကမှန်အနဲ့ရောင်အနဲ့ရောင်ဆိုတော့တမ်းပြီးတော့မမြင်ရဘူးဒါပေမဲ့အရေးလေးမြင်ရတာပေါ့နော်အဖွဲလိုက်တော့မြင်ရတယ်အရေးလေးမြင်ရချုပ်ပါလေးတွေကအရေးလေးမြင်ပူလာတယ်ဒီအောက်မှာ integrated unit ကျွန်တော်တို့ washing machine ခါတိုင်းလိုပဲကျွန်တော်ထည့်ထားပေးတယ်နောက်ဒီသူ့ရဲ့အနောက်မှာတော့ washing machine ရဲ့ plug ကောင်းနဲ့အာရေရေဝင်နဲ့ရေထွက်နဲ့ဥစားကျွန်တော်ရှိပြီလားကဲဟုတ်ပြီအဲ့တော့ဒီဘက်ဒီဘက်မှာဒါကကျတော့ကျွန်တော်တို့ နံပါတ်1ဟိုဟာ common pattern တူစီပေါ့နော်ဝင်ကြည့်အောင်ကဲဒီမှာတော့လုံးဝ contrast ပေါ့နော်အပြင်မှာဖြူဖွေးဖြစ်လာတော့ဒီထဲမှာကျတော့ပြောမယ်ဆိုတော့ spa like feeling spa တခုရောက်နေတဲ့ပုံစံအဲ feeling ရတာပေါ့နော်ဒီမှာဆိုလဲကြွေပြားတွေကအနှက်အောင်အာနေအောင်ကြည်ပြားရဲ့အကျော်ပါတဲ့ကြည်ပြားတွေကိုသုံးထားတယ် flow ပါတယ်လို့ပဲရီချိုးတဲ့နေရာကကျတော့ကျွန်တော်တို့ကအဲနဲ့ကျန်းတဲ့ကြည်ပြားကိုသုံးထားပေးတယ်။ဒါကြောင့် temper glass partition ဒီရေတွေရဲ့ဘက်ကိုမထွက်အောင်လို့ ထားတာလေပေါ့နော်ဒီထဲမှာလည်းအလိုပဲ throughout သူက shower area လေးမှာဒီဘက်မှာဆို soap dispenser လေးပါကျွန်တော်တို့ပါတယ်ဒါကညောပြောမှာဆိုရင်သူ့ရဲ့စိတ်ကြိုက်ဒီလိုပုံစံ spa feeling လို့လို့ hotel feeling လို့မျိုး လိုချင်နေဖြစ်ချင်နေတော့ဖြစ်အောင်လို့ပြလိုက်တာနော်ပုံမှာ exhaust fan လေးပါပါတယ်ဒီဘက်မှာဆိုရင်ကျွန်တော် toilet ရှိမယ်အဲဒီပုံမှာကျွန်တော် tower အာတာဝါရိုက်ရှိမယ်ပေါ့နော်ဒါလည်းတာဝါဖြူဖွေးနေရပဲအာဒီမှာဆိုရင်ဒါ ဒါပေမဲ့ဒီတစ်ခုလုံးကဒါကဘေးစင်ကောင်တာဘေးစင်ကောင်တာရဲ့အောက်မှာဆိုရင်ကျွန်တော်ဒီ stone ဖြူ pebble အဖြူသေးတွေကိုကျွန်တော်မီးထွန်းနဲ့မီးလေးထွန်းထားတယ်ပေါ့တော့ခုနကပြောလို့ spa feeling နဲ့ရသွားတာပေါ့နော်အဲ့ဒါလည်းကျွန်တော်လက်ဆောင်မထည့်ပေးလိုက်တယ်ဒီမှာဆိုရင် quartz stone ကောင်တာကကျွန်တော်အနဲ့အောင်သုံးထားတယ်ဒီမှာဆိုရင်မီးက color ၃ယောက်ထိုင်လို့ရတယ်မီးကိုသုံးထားရပေါ့နော်ဒီနောက်မှာဆိုရင်မှတော့သူကဟိုရှိတယ် ်ကြီးလိုက်မယ်ဆိုတော့ဒါကဒါဒါပြီးသွားတယ်မင်းတို့ဒါမပြီးသေးဘူးဒီနောက်မှာကျွန်တော်က dead room ကိုကျွန်တော်ဖုံးထားရှိတယ်အဲ့ကြတော့ဒါကိုဒီအောက်ကနေဖွင့်ပြီးတော့ access လုပ်လို့ရတယ်เนาะဒီကတော့ access လုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ဟိုသိကြရတော့မလို့ rip မလို့ဆိုတော့လို့ပဲကျွန်တော်ထားလာလိုက်တယ်ဒါ ancient နေပဲသိတာပေါ့เนาะကျွန်တော် set ပြီးသွားရအောင် Thank you. ကဲဆက်သွားမယ်အဆက်မသွားခင်ကျွန်တော်ပြောချင်တာကဒီကွန်ဒိုတစ်ခုလုံးက1500 square feet ရှိတယ်အိမ်ခန်း၃ခန်း1 master နဲ့2 single ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒါပထမဦးဆုံးဒါကျွန်တော်ပြောင်းလိုက်တာက master နှစ်ခုနဲ့ single တစ်ခုဖြစ်သွားတယ်။ဒီ master ကျွန်တော်ပြမဲ့ master ကအရင်တော့ kitchen เนาะ kitchen ကိုမှကျွန်တော်တို့က master ပြောင်းလိုက်တာ။ကြည့်ဒါကတော့ခုနပြောရဲ first master ပေါ့နော်။ဒီမှာတကားကတော့ကျွန်တော်ခုနကပြောသွားပြီးသွားပြီ ဆေးရောင်ကတော့အတူတူပဲဒါအဖြူရောင်ဒါပေမဲ့ဒီအောက်ကကြွေပြားလေးကကျတော့ရွှေရောင် vein အဲရွှေရောင်အကြောထက်ကိုဒါငွေရောင်ကြောလေးကိုပြောင်းလာတာပေါ့နော်ဒါပေမဲ့ဆိုငွေရောင်တော့မဟုတ်ဘူး platinum ကြောဖက်ကိုဖြောင်းသွားတာပေါ့အဲဒီမှာဆိုရင်ကျွန်တော် light tray ပါမယ်အဲဒါကျတော့အရင်စိတ်ကြိုက်ချထားတယ်ဒါဆိုလဲကြီးမယ်ဆိုတော့ဘောလုံးပုံစံဒါပြေပါတော့ဟို atom လို့လို့ပါလို့လည်း scientific ပေါ့ design နေထားတာတယ်အကောင်းရှိမယ်ဒါကတော့နည်းလေးရှင်းပါတယ်ဒါ plain and simple ဒါကတော့ main key can ဖြစ်လိမ့်မယ်ဟိုဒီဟာကသူ့ရဲ့ဟိုပါတန် WC ဒီဟာကကျတော့အပြင်ကို emergency exit ကိုထွက်တဲ့တခါဒီမှာလည်းကျွန်တော်တို့ C ကိုပြန်တုတ်ထားတယ်အရင်အဟောင်း light wallet နဲ့ light တဲ့အကြောင်းကိုတုတ်ထားတယ်ဒါကကျတော့လောလောဆယ်ဒီဗတယ်ပေါက်တွေအားစားကျွန်တော်ချိန်ထားတယ် အာကတ်တင်ကတော့ဒီနေ့ရမမီလို့ကျွန်တော်မတက်လိုက်ရအောင်ဆိုတော့ဒီဒီဂျိုက်ကူရေးဖွဲ့ကနည်းနည်းလေးလောနေတော့မတက်ထားတော့နောက်နောက်ကျရင်တော့ဒါပြင်တက်ပါပါအဲလိုဆိုတော့သူများဖန်အောင်ညင်နေရတော့တို့လည်းမနေသေးပါဘူးဒီမှာဒါကြီးပြီးသွားရင်တေချာ final inspection တွေဝင်ပြီးတော့မှကျွန်တော် handover လုပ်မှာဆိုတော့ဒါလေးကြာတော့ရှိတယ်ပေါ့နော်အဲတော့ဒီမှာကဒါ bathroom area bathroom area မှာဆိုရင်မှန်အရင်ဆုံးမိရမှာမှန်မှန်ကကြတော့လေဒါမိန်းကလေးဖြစ်တော့ကြမို့ Hello Kitty design နဲ့မှာပေါ့နော်ဒီမှာဆိုရင် water heater ရှိမယ်သူ shower area ရှိမယ်ဒါကတော့ basic ပါပဲတကယ်ကို basic လေးပဲလုပ်ထားပြီးတာတော့ဒီမှာတော့ counter တွေပါတယ်မထည့်ချင်ဘူးဆိုတော့ကျွန်တော် new wall hand basin ပဲကျွန်တော်လုပ်ထားပြီးတာပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့က second master bedroom ကိုတွားရအောင်နော်အော်ဟိုကအခန်းတိုင်းမှာလည်းကျွန်တော် door stopper လေးတက်ထားပြီးတယ်နော် door stopper လေးပါတယ်ဆိုတော့ဒီလက်ကင်တွေကနိုင်ရအောင်မထီတော့ဘူးနော် okay second master bedroom ဒါပေါ့နော်ဒါမှသွားခင်ပြောချင်တာကဒီနားမှာအရှင်ကျွန်တော် TikTok post လေးအောင်ပြတယ်နားမှာသူ့ရဲ့ပကြီကားလေးထားခြင်းလေပေါ့နော်ပကြီကားပုံစံနဲ့အပေါ်ကလိုက်တင်ထိုးထားတဲ့ဥစားသူပြောတဲ့ပုံစံလေးကဒီလို shape ပြီးလို့ခြင်းတာဆိုတော့ကျွန်တော်ကဒီမှာအာ spotlight လေးထည့်ပေးမယ် spotlight လေးထည့်မယ်ဆိုတော့ဒီလို့လို့ခြင်းတဲ့ shape လေးရမယ်လို့ပြောနေတော့မှာပဲရှိနေအရှင်ကသူ spotlight ကြီးဝယ်ပြီးချပေးလိုက်တော့ဝယ်ချပေးလိုက်သူ spotlight ကဟို စီလင်းအမြုပ်မဟုတ်ပဲねပေါ်နေတယ်ပေါ်နေတော့အဲ့ဒါကိုကျွန်တော်တတ်တတ်ဒါကိုလည်းလက်ဆောင်ပေးလိုက်တာပေါ့နော်ဒါကိုပြောလိုက်မယ်ဆိုစီလင်းအမြုပ် spotlight ထည့်လိုက်ခြင်းအပြင်ဒါဟိုစီလင်းကနေတွဲလောင်းနေကြတယ်မရှိတော့ဘူးနောက်တစ်ခုကကျတော့ဒီဒီ halo effect တွေကျွန်တော်လိုချင်တော့နော်အဓိကဒီခွင်းလေးဒီ halo effect တွေရှိမှသာလေဒီမှာပကြီကားထားလိုက်မယ်ဆိုရင်ပကြီကားအောင်လုံးဝဟိုကနင်းသွားပါပေါ့နော်အဲ့တော့ဒါက second master bedroom ဒီတကားတွေကလည်းကျွန်တော်ခုနကပြောလို့ပဲဒါတွေကအဟောင်း ဒါပေမဲ့ကျွန်းတကားဖြစ်တဲ့အတွက်ကြောင့်မို့ကိုကျွန်တော်ကကာလာချိန်ထားတယ်ဒီ architecture ကလက်ဆောင်ပေးထားတယ်ဒီဟာလေးတွေကအစကျွန်တော်ချိန်ထားတာဆိုအနက်ရောင်လေးတွေပေါ့နော်ဒါ kitchen နဲ့လည်းလိုက်သွားတယ်ပေါ့နော်ကဲဒီခန်းကတော့အင်ရှင်ရဲ့ဒီပါအနိမ့်အခန်းဖြစ်တယ် အဲကြောအရင်ဆုံးဘယ်ကနေစလဲစီနင်းပေါ့နော်စီနင်းကအခန်းတိုင်းမှာစီနင်းဒီဇိုင်းမတူဘူးပေါ့နော်ဒီဟာဆိုလဲသူဒီဇိုင်းနဲ့သူဟိုကအခန်းဆိုလဲသူဒီဇိုင်းနဲ့သူသွားတာဒီစီနင်းမှာဆိုရင်လဲကျွန်တော်က light train နှစ်ထပ်တတ်ထားပြီဒီဘက်ဘေးမှာလည်းရှိလို့ဒီ floating ဘက်မှာလည်းကျွန်တော်ရှိတယ်အာမီဆိုင်ကလည်းဒါ model မီဆိုင်လေးကျွန်တော်တတ်ထားပြီအခန်းရောင်ကတော့ဆေးရောင်ကတော့အဖြူပဲနော်ကျောအဖြူကြည်ပြားကကြတော့ဒီ dining တို့အေဂန်တို့ဘက်ကကြည်ပြာပဲကျွန်တော်တို့ဆက်ပြီးတော့ကတ်ထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒါလည်းအင်ရှင်တူမီပါအတွက်ကိုတီဗီတက်ချင်တယ်ဆိုတော့ဒါတီဗီတက်ထားတယ်အောက်မှာကျ sound system ထားတာပေါ့နော်ဒီမှာ floating shelf လေးပါပေါ့မယ်ပေါ့နော်ဒီမှာဆိုရင်လည်း socket တွေကတအိမ်တော့က gray color socket ကိုသုံးထားတယ် switch တွေအစားပေါ့နော်ဒါ gray color ကိုသုံးထားတယ်ဒီမှာဆိုရင်ဒါ window ကိုမှကျွန်တော် roller line အာတက်ထားတွေ့ရတယ်ပေါ့နော်ဟိုကအခန်းကကျွန်တော်မတက်ရသေးလို့နော်ဒီ window ရဲ့အပြင်မှာဆိုရင် aircon auto လေးထားထားပြီးတယ် ဒါကြတော့ယေရှုခိုင်းအင်တာယေရှုခိုင်းအင်တာတွေကကြတော့ကျွန်တော် ABS တို့တုံးထားတယ်အကြောင်းကတော့ထုံးတဲ့အတိုင်းပေါ်လာကပေါ့နော်။နောက်ကြရင်တော့လည်းချိန်ချိန်ပေါ်ဒီဇိုင်းအတင်းပေါ့။ဒီထဲမှာယေရှုခိုင်းအင်တာကတော့တသေးလေးပါပဲကြီးမဟုတ်ဘူးကျွန်တော်လည်းအများကြီးသိမလို့ထားဘူးဒီမှာဆိုရင်ကြီးပြတ်ကတ်ထားတဲ့စီနီထည့်ထားတဲ့ exhaust fan လေးမလုပ်ထားရပေါ့နော် water heater တွေလည်းကျွန်တော်ထည့်ထားတယ်။ထူးခြားတာတစ်ခုကတော့ဒီမှာ dead room ရှိတယ်။ dead room ကို access လုပ်လို့ရအောင်လို့ကျွန်တော်တို့ကမှကြွေပြားကပ်ပြီးဖြောက်ထားနေရရှိတယ်။သူကဖိလိုက်တာနဲ့သူက ပွင့်သွားတယ်အဲမှာအဆက်ဆက်လို့ရမယ်ဒီပါနေပြပေးလိုက်ရောပဲနားပြီးသွားတယ်ပေါ့နော်โอเคအဲ့တော့နောက်ဆုံးတစ်ခါမှကြံတော့တယ်နိုင်ငံရော DJ ရဲ့အခန်းကိုတော့ကြည့်ရအောင်နော်အားကြီးမင်္ဂလာပါကိုမင်္ဂလာပါစလောင်နေနေပြီလားဟုတ်စနေပြီအဲလုံးလုံးနေပေါ့လုံးလုံးနေပြီ ော်ဒီမှာကျေစုအများကြီးတင်ပါဒီနေ့ရိုက်ခတ်ပေးတာရှာပါတယ်ညီလေးလည်းသူကအချိန်တစ်ခုထည့်ပေးတာဟုတ်ဟုတ်ရတယ်အာညီလေးခမ်းမဲကြံတော့တာကိုပြောပြဖို့ဒီမှာကျတော့ဟိုဟာ wardrobe ဟုတ်ပါဘောနော် wardrobe ကတော့ရောက်မလာသေးတော့ကြိုပြီးတော့ဒီမှာ lighting ကတော့စီစဉ်ထားပြီးသားအထရိုင်လိုက်လေးပေါ့ထရိုင်လိုက်လေးပေါ့လေးတော့လေးတော့ဒီဒီတခါနေတယ်အာပြီးတော့ညီနေခန်းကတော့ပြောမယ်ဆိုတော့ဟို variety အများဆုံးပစ္စည်းထည့်ထားပြီးတယ်ထည့်ထားပြီးရဆိုတော့ဒီမှာ profile light လည်းရှိမယ် light tree လည်းရှိမယ်ဒီအနောက် ဒီဘောမှာလည်း light tree ထည့်ထားပြီးတော့ဒီနီနဲ့မှကြီကားရေးပိုင်းထားမယ်ဆိုလည်းရတယ်။ကြီကားပြောရင်လည်းညီထားမယ်ဆိုရင်လည်းညီလေးကိုကြီကားလက်ဆောင်ပေးထားတယ်။ဟုတ်ကျေးဇူးများတင်ပါတယ်ကြိုက်တယ်။ပန်းလေးပန်းကညီနေနဲ့လည်းအခုအုပ်ပထားလည်းပန်းမယ်။တော်ပဲ quality ပဲနော်။အဲ့တော့ဒီ bed sheet တွေကအစာကြီးလိုက်မယ်ဆိုဒီခန်းကလည်းဖြူဖွေးပြီးတော့လုံးဝမတန့်နေတာ။တကယ်ကိုအရန်ကိုတန့်တဲ့ vibe ပေါ့နော်။ညီလေးရောဘလို့ခံစားရလဲဒီခန်းထဲမှာ။အာအရန်သဘောကျတယ်ကိုယ့်ကို let's revive တခုရတယ်လို့ရတယ်ပေါ့နော်။အဲ့လို့ လဲရစေခြင်းတယ်အဲ့လိုရတဲ့အတွက်လဲဝမ်းသာတယ်ဒီဘက်မှာဆိုရင်ညီလေး workspace အနေနဲ့ကျွန်တော်တို့ကဟိုကလောက်ထားပြလိုက်တယ်ဒီ walk cladding ကိုတုံးထားတယ်ဒီ walk cladding အားကြတော့သူ့အရာုံနဲ့ဒီနိုင်ရရောင်နဲ့ကြားထဲမှာ contract စေချောင်းလောက်ထားတယ်နောက်တစ်ခုကကျတော့သူ့ရဲ့အားသာချက်ကကျတော့သူက noise reduction ကိုပါသူကနည်းနည်းလုပ်ပြီးတယ်အဲ့ဒီမှာညီ speaker နဲ့ဟိုဖွင့်ပြီးတော့ဟို music sounder တွေပဲဖြစ်ဖြစ်သူ့ရဲ့ noise တွေအကုန်လုံးကအပြည့်ကိုမရောက်တော့ဘူးပေါ့ဒီမှာလည်းသူက absorb ဖြစ်ဖြစ်စီတာပေါ့နော် ်ဂျက်စ်ကလည်းမိုက်တယ်တော်တော်ကိုမိုက်တယ်အရန်အရန်သဘောကျဆုံးအရာပေါ့နော်ဂျင်နာဟုတ်တယ်ဟုတ်တယ်ကိုလည်းတော်တော်လေးကိုဒီရေတောင်ဖြစ်လာဖြစ်ချင်းလာပြီဟာကျေးဇူးတင်ပါအဲ့ဆိုကိုတော့တွားရအောင်လीနော်ဟိုဟာကိုလည်းဒီဘက်မှာပြီးကန်နေနေဆိုတော့ဟုတ်နော်ဟိုဟာနည်းနည်းဂျန်တဲ့ဥစ္စာလေးတွေတန်ရှင်းရေးလေးတွေဒီဒီဘက်မှာဆိုရင်ဟိုလာ blind တက်တဲ့ဥစ္စာလေးတွေပြီးသွားရင်တော့ဒါပြီးသွားပါပြီအဲ့တော့ထပ်မံလေးကိုလည်းကျေးဇူးအများကြီးတင်တယ်ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ကိုလိုရေုံကြီးအမှတ်တရပါပဲဟုတ်ကဲ့ ဒါပြောမယ်ဆိုတော့ဒီညီလေးစီမှာကိုလို့စီကိုအခင်မှာတုန်းကသူ့ရဲ့ dream တစ်ခု ရှိတယ်ပေါ့နော်သူ့ရဲ့ dream ထဲမှာရှိတဲ့ပုံစံဒီကိုကျွန်တော်တို့ရဲ့ expertise နဲ့ပေါက်ဖက်ပြီးတော့ပုံပေါ်လိုက်တဲ့အခန်းလေးဖြစ်ပါတယ်။เนาะအဲ့တော့အာကျေးဇူးများတင်ပါတယ်။ကျေးဇူးတင်ပါတယ်เนาะ။